အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ဒီပြီးတော့စုမုံကောင်တောင်းပေးလာပါတယ်ကျွန်တော်ဒီ international break မှာလေပေါ့နော်ဒါကျွန်တော်တို့လက်ရှိပေါ်လုံးအကြောင်းပြောရတဲ့တွေတကယ်ကိုကြောင်ပြောက်တယ်ဒါကျွန်တော်တို့ international အဲ့ဘောအဲ့နိုင်ငံအသင်းအကြောင်းပြောရတဲ့တွေတော့ကောင်းတော့ဗောဗျာတကယ်လည်းဝမ်းသာပါတယ် ကိုယ်လိုတာကျွန်တော်တို့တမန်ငါရှန်ကသတင်းလေးတွေကိုလုံးပြောတဲ့ခေါင်းတွေကဒါသတင်းရှာတာအင်မတန်မှကတ်တယ်ပေါ့နော်သတင်းတခုရရင်ဒါကျွန်တော်တို့ထီပေါက်သူပျော်တဲ့အနေအထားမှရှိပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အာစနယ်ပရိသတ်တွေအတွက်ဒါကျွန်တော်တို့စိတ်မကောင်းစရာသတင်းတခုကိုလွန်ခဲ့တဲ့10မိနစ်ကနေပြီးတော့ဆမ်မိုဘီကေးကနေပြီးတော့ဒါလက်ရှိမှာ breaking news တခုအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာသူတို့နဲ့တင်ဆက်လာခဲ့တာကိုတွေ့ရမယ်အာစနယ်လက်ရှိကပတိန်ဖြစ်တဲ့ဒါကျွန်တော်မာတင်အိုဒင်ဂတ်တွေနဲ့ ဒါကျွန်တော်တို့ November လ International Break ပြီးမှပဲပြန်လာဖို့အတွက်ရခိုင်နှုန်းပြရတယ်။အဲ့တော့လက်ရှိမှာနောက်ထပ်၄ပတ်ပြီးရင်ဒါကျွန်တော် International Break တစ်ခုထပ်လာမယ်။နောက်ထပ်၂ပတ်အဲတေချာတကွာနောက်ထပ်၆ပတ်လောက်နားရမယ်နေထားမှရှိ။အဲ့တော့လက်ရှိမှာဒီတင်းနေရဆိုရင်တော့ Arsenal ဒါလက်ရှိ Captain ကတော့ MCA injury ဖြစ်တယ်လို့သိရတယ်မှာပါတယ်။အနည်းဆုံးဒါကျွန်တော်နိုင်ငံနဲ့ကလပ်ပွဲစဉ်ကိုးပွဲတိတိဒါလွဲချော်မယ်လို့သိရတယ်မှာပါပါ။အဲ့တော့ မာတင်ဝရေကမပါလာနိုင်တဲ့အနေထားကဒါအာစနယ်အသင်းအတွက်တကယ်ကိုထူးနှံ့ချက်တစ်ခုဘယ်လိုမျိုးကြီးမားသွားမလဲအဲ့တော့လက်ရှိမှာအာစနယ်အသင်းကဒါကျွန်တော်လမ်းကြောင်းမှန်မှန်လေးပုံမှာပြန်သွားနေတယ်အဲ့ဒါကျွန်တော်လက်ရှိမှာရှုံးပွဲတွေလည်းကျွန်တော်မရှိဘူးဒါကြောင့်လက်မှတ်မဲ့ရတာလီဗာပူးပွဲစဉ်ရှုံးပွဲ ရှုံသွားတာကလွင်ရင်တော့အဲ့ဒီပွဲစဉ်နောက်ပွဲမှာဒါကျွန်တော်အာစတိုအသင်းတွေတာကြောင့်ဒေါရှောင်ဘရစ်သန်မမန်နဲ့ပြန်သွားနေတယ်။ကစားသမားတချို့ဒန်ယာကနေပြန်လဲပြီးတသက်လူကစားသမားတချို့လည်းနည်းနည်းလေးဒန်ယာကနေဆက်ဘက်ဖြစ်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်။ဒါပေမဲ့ဒါကျွန်တော် international break မတိုင်ခင်မှာမထင်မဲ့ပင်နေတာကျွန်တော်တို့အိုဒင်ကတ်တယောက်ဒန်ယာသွားခဲ့တယ်။အိုဒင်ကတ်နေခုနောက်ပွဲမှာဒါကျွန်တော်တဖြည်းဖြည်းနဲ့သတိထားမိကြတာက injury တဖြည်းဖြည်းများလာခဲ့ပြီး injury prone တစ်ခုဖြစ်လာခဲ့တာပဲ။ဒါပေမဲ့ဒီနှစ်မှာအာစတိုအသင်းနဲ့မှန်ကန်တဲ့ခေါ်ယူမှုတစ်ခုက easy ကိုခေါ်ယူနိုင်ခဲ့တာတော်တော်လေးကိုပန်ကန်ခဲ့တဲ့အနေအထားမှရှိတယ်လို့ပြောလို့ရတယ်။ဒါ ဲ့မဲ့ဒီနေရာမှာ3ဟာတခုက easy coder am နည်းနဲ့သုံးပြီဆိုရင် left wing ကလည်း lower ချက်ဒီစတင်ပြီးရှိတော့မှာပေါ့နော်အဲ့တော့ဒါကျွန်တော်လက်ရှိမှာ odin gate ရဲ့ဒဏ်ရာကထင်တာတာအများကြီးအသိပေါ် impact ရှိသွားနိုင်တယ်လို့ပြောလို့ရတယ် noni maduji မပြန်လာနိုင်တွေ့ကတော့ကျွန်တော် left အဲ့ပေါ့ဒါကျွန်တော်ဘယ်ဘက်ပေါ့နော်ဘယ်ဘယ်တောင်ပိုင်းဘက်မှာတော့ လိုအပ်ချက်တော်တော်များများကိုရှိနေအောင်မလို့မြင်ရတယ်မှာပါတယ်။ Trossard ကိုရတာကျွန်တော်လက်ရှိမှာအချိန်ပိုင်းနှိပ်ပြဿနာပြမာတင်နယ်လီယော Trossard က2ယောက်လုံးက super sub ဖြစ်နေပြီးတော့ဒါ2ယောက်လုံးကိုမိနစ်90ရာသုံးမယ်ဆိုရင်တော့တော်တော်လေးကိုအားနေတဲ့ဒါလူကိုစီကိုစီအနေနဲ့တွေ့နေရတယ်မှာပါတယ်။ဘောတော့မိတို့ပင်စူစီကမူလက်ရှိအနေထားရတာကျွန်တော်တို့ Odin ကအနေနဲ့ဒါဟာတော်တော်လေးကိုဝမ်းနေစရာကောင်းတဲ့အခြေအနေတခုလို့ကျွန်တော်အနေနဲ့သတ်မှတ်တယ်။ Odin အနေနဲ့ခုနောက်ပိုင်းမှာဒါတိတိတန်တန်နဲ့ဘာဖြစ်လာခဲ့လဲဆိုတော့ကျွန်တော် injury တွေအရာဆိုရင်တော့ အဲ့တော့တကယ်စိတ်မကောင်းစရာဖြစ်လာခဲ့တယ်။အဲ့တော့အာတီနာအနေနဲ့လက်ရှိမှာအိုဒင်ကရဲ့အင်ဂျူရီပေါ်မူတည်ပြီးတော့တရားဝင်တော့ထုတ်ပြန်ထားခြင်းတော့မရှိသေးပေမဲ့ဒီတိုင်းဆိုရင်တော့ဒါကျွန်တော်အိုဒင်ကအနေနဲ့ဒါယေရှိယကျွန်တော်တို့ဒီလိုပုံစံမျိုးခဏခဏလေးပြန်ဖြစ်လာမယ်ဆိုရင်တော့အမှန်တကယ်အိုဒင်ကပူတဲ့ရှယန်ကြီးတယ်။ ။ Odin ကနေလို့ကျွန်တော်သူဒံယာတွေတဖြည်းဖြည်းရလာပြီခင်ဗျာသတိထားမိတာ။ Odin ကအရင်တော့ကကစားပုံကတော်တော်လေးကို flash ဖြစ်တယ်။ flash ဖြစ်တယ်ဆိုတာသူ့အနေနဲ့ဝင်ရဲတယ်ထွက်ရဲတယ်လှုပ်ရဲတယ်ကန်ရဲတယ်ပြောချင်တာဗျာဒါသူ့အနေနဲ့မှတ်မှတ်ရ Odin ကကိုဒါကျွန်တော်အခုချိန်ကြီးမှတ်မိတာ Real Madrid ကနေပြီးလုံးဝ protege အနေနဲ့ဝယ်ခဲ့တယ်။ဒါပေမဲ့ Real Madrid မှာသူမဖြစ်ဘူးအငှားကြီးထွက်ကစားတယ်ပြီးလည်းပြီးတော့ Arsenal ကလည်း Arsenal တင်းမှာဒါသူ့ကိုအခွင့်အရေးပေးတယ်အသင်းဆိုပြီးဒါ Odin ကဆက်ဆက်ပြီးယုံတယ်တကယ်ကိုဒါကျွန်တော်တို့ captain လက်ပတ်ကိုရသွားတယ်တကယ်ကိုဒါကျွန်တော်လက်ရှိ Arsenal အသင်းပြန်လည်ပြီးဥမော့လာတဲ့အခက်အခဲနာမှာ ။ Odinga ရဲ့ impact ကအင်မတန်မှကြီးမားတယ်။အဲ့တော့တကယ်နဲ့နင်းလားငါလားဟိဆိုတဲ့ moment မှာ Odinga နဲ့ခုလိုဒါကျွန်တော်တို့ဒီနှစ်မှာဆိုဒါပုံမှန်လေးပြော Arsenal နှစ်တစ်နှစ်ဖြစ်တော့ပေါ့။အဲ့ဒီနှစ်တစ်နှစ်မှာဒါ Odinga အနေနဲ့ပါဝင်ခွင့်မရခဲ့ဘူးဆိုရင်တော်တော်လေးသူ့အတွက်ကကျွန်တော် personal အမြင်မှာကျွန်တော်သူ့ကိုတနာတယ်လို့ပဲကျွန်တော်အနေနဲ့ပုံကူရရမြင်တယ်ပေါ့နော်။အဲ့ဒီပုံစံမျိုးကကျွန်တော်အတွက်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါ Odinga ကိုကျွန်တော်ဒီထက်ပို့ပြီးတော့အဲ strong ဖြစ်စေကျွန်တော်တို့လည်းပြောလို့မရတာဒီလိုဒဏ်ရာရတဲ့ခင်ဗျာတစ်ခါကျပြောလို့မရဘူးပဲလုံးဝလုံးဝဒါကျွန်တော်တို့တွေးလို့မရမြင်လို့မရတဲ့ပြဿနာတွေပေါ့နော်အဲ့ဒီပြဿနာတွေကအဲ့တော့ ပြောတင်တဲ့အိဗန်မှာဒါအိုရင်ကတ်တန်ရရသွားပြီအိုရင်ကတ်နဲ့ခုလက်ရှိမှာအနည်းဆုံးဒါကျွန်တော်နောက်ထပ်၄ဘက်နဲ့၆ဘက်ထပ်ပြီးလွဲချော်မယ်ကိုဘွဲတီတီဆက်ပြီးနိုင်ငံသင်းကုန်တာကျွန်တော်တို့အဲကလပ်အသင်းကိုဆက်လက်ပြီးလွဲချော်မယ်သဘောမှာရှိအဲ့တော့အဲ့ဒီအနေထားမှာတော့အာဆလိုသင်းနဲ့ attacking midfielder နေရာတော့လုံးဝ100% easy ကိုလုံးဝဒါယုံကြည်ရမယ်အဲ့တော့တေချာတကူအာဆလိုသင်းနဲ့ easy တန်မရလို့မရအောင် easy တန်ရခဲ့မယ်ဆိုပို့ပြီးတော့အချိန်တွေဆိုးသွားနိုင်တဲ့အနေထားမှာရှိတယ်အဲ့တော့ အဲ့တော့ဒီညမှာကျွန်တော်အာဆနယ်သင်းနဲ့စတင်ပြီးပြင်ဆင်လာတာတကူကပါလေအဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာအာဆနယ်သင်းကတဖြည်းဖြည်းနဲ့ယူဒစ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးဟိုဒါ strong ဖြစ်လာခဲ့တယ် ယူဒစ်ကိုတော့အကုန်လုံးသိကြတဲ့အတိုင်းပဲဒါယူဗန်တက်စ်ရဲ့ကွင်းလေကစားသမားတစ်ယောက်ဖြစ်တာနဲ့အညီလက်ရှိမှာလူငယ်တွေကြားထဲမှာပိုတန်ရှယ်အမြင့်ဆုံးသောကစားသမားတစ်ယောက်အနေနဲ့ပြောလို့ရတယ်မပါဘူး။သူ့ရဲ့နိုင်ငံသစ်တူရကီနဲ့လည်းလက်ရှိမှာခြေစွမ်းပြနေလို့ဒါကျွန်တော်လက်ရှိသူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ယူဗန်တက်စ်နဲ့လည်းကောင်းကောင်းကြီးကိုခြေစွမ်းပြနေတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့်လက်ရှိမှာအသင်းနိုင်ငံမျက်စိရတယ်။ Chelsea နဲ့ Manchester United အခုလက်ရှိမှာ Arsenal အသင်းကပါဒါကျွန်တော်တို့ဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားတယ်။အော်ဒီကစားသမားက left wing ကို attacking midfield ပြောချင်တာပဲလက်ရှိမှာဒါကျွန်တော် easy လို့ပုံစံမျိုးစွန့်လူနိုင်တဲ့ကစားသမား မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ခုလက်ရှိမှာ market ထဲမှာဒါကြောင့်ပထမတော့ Arsenal တင်ဒီကစားသမားကိုဝယ်မင်းဆိုရင်တော့မှလာမယ့် New Year ဒီကြမှာဒါဝယ်ယူဖို့တော့ Arsenal တင်ပြင်ဆင်ခဲ့တယ်တို့ပဲမဲ့တော့ညာလက်ခုလက်ရှိမှာဒါကျွန်တော် Odin ကအင်ဂျူရီရောက်လာတဲ့အချက်ကဒါလက်ရှိမှာ left wing ဘက်မှာတိတ်ပြီးအားကိုးလို့မရတဲ့အချက်ဒီကြောင့်မလို့ကိုလက်ရှိမှာ Arsenal အသင်းနေနဲ့ Udis ကိုဒီနှစ်စောင်းရသည်မှာကလေးကဒါပေါင်တန်း60 Euro 65တန်းနဲ့ Euro တန်း80ကျားနဲ့ဒါတရဝင်းဒါကျွန်တော် test the water လုတ်သွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေလည်းတောင်းတောင်းဖြဖြတွက်လာခဲ့တော့တွေ့ရမှာအဲ့တော့ အာဆနောဘက်ကပြန်ကြည့်အောင်အာဆိုသင်းနဲ့အိုဒင်ကကျိုးသွားခြင်းကအိုဒင်ကကျော်အိုဒင်ကဒဏ်ရာရသွားခြင်းကအာဆိုသင်းနဲ့ကိုထင်မာတော့ထင်နာတက်ပို့ပြီးတော့ impact ကြီးမားပါနေတယ်မှာပါ။ Odin ကလည်းခုလက်ရှိဒဏ်ရာမရခင်မနေ့ကပို့ပြီးတော့တနာတယ်ဗောနော Odin က Odin ကလက်ရှိမှာဒဏ်ရာမရခင်စက်ကြားအတွင်းမှာသူ့အနေနဲ့ဒါကျွန်တော်တို့ performance တွေပြန်ပြီးပြဖို့တော့သူကြိုးစားနေတယ်ဒါမမက်ရနီးပြနေတယ်ဒါသူအရန်ကုန်ထားပြီးတော့ဒါ easy ကိုနေရာပေးဖို့တော့ပူကြိုးစားပြီးတော့သူ့အနေနဲ့အရန်ကနေဝင်လာတယ်ဒါ Odin ကလည်းသူ့ရဲ့ performance ရ peak ဖြစ်ဖို့တော့သူပြန်ကြိုးစားတယ်တကယ်လည်း performance ရ peak ဖြစ်ဖို့တော့ကြိုးစားနေတာမှလည်းအရာတင်ခဲ့တယ်ဒါပေမဲ့ဒီလိုကြိုးစားနေတဲ့အချိန်မှာပဲဒဏ်ရာပြန်ရသွားခဲ့တာတော့ Arsenal အသင်းအတွက်ကတော်တော်လေးကိုဒါကျွန်တော်တို့ ထုံးနှက်ချက်ပို့ပြီးတော့ကြီးမားရလို့မြင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်အာစတိုအသင်းနေနေတယ်ကျွန်တော်ကွင်းလယ်ဘိုင်းတွေ့တယ်လာမယ့်ဒါဆောင်းရာသီမှာလည်းဒါဆာဗီယာရဲ့ဒါကျွန်တော်ကွင်းလယ်ကစားဖြစ်တဲ့အာဂူမေးကိုခေါ်ယူသွားနိုင်တယ်ဆိုရဲကောလာဟာလာဆဆိုင်တွေ့လာခဲ့တယ်။အာစတိုအသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ဂျော်ဂင်ညိုရဲ့နေရာကိုဒါကျွန်တော်တို့ခရစ်ယာန်နော့ကတ်ဝင်ယူထားတယ်။နော့ကတ်ရဲ့နေရာကိုရေရှည်ရအာစတိုအသင်းနဲ့တချို့တော့ဆောင်ကြည့်သွားမယ်။အခုလက်ရှိခံစစ်ပုံစံမျိုးအတိုင်းပဲပေါ့နော်ဒါကျွန်တော်လူငယ်လေးဖြစ်ရမယ်။အသင်းမှာလည်းဒါ contribute လုပ်နိုင်မယ်ကစားသမားအာစတိုအသင်းနဲ့လက်ရှိမှာတောက်လျှောက်ဆောင်ကြည့်နေတယ်။ကွင်းလယ်ဘက်မှာအာစတိုအသင်းနဲ့ဒါလက်ရှိမှာဆာဗီယာရဲ့ကစားသမား မှာဖြစ်လို့လက်ရှိမှာပြင်သစ်ရဲ့လူငယ်ကစားသမားထိတ်တန်းကစားသမားလို့သတ်မှတ်လို့ရတဲ့အာဂူမေကိုအာစနိုသင်းနဲ့ယူရိုတန်း၄၀နဲ့ခေါ်ယူနိုင်တယ်ဆိုတော့ကောလာဟာလာဆက်ဆန်နေတောက်ရှောက်ထွက်ပေါ်လာခဲ့တဲ့သတင်းတွေတွားနေခဲ့တယ်မှာပါအဲ့တော့အာစနိုသင်းကလက်ရှိလာမဲ့ဆောင်းရသည့်အပြောင်းရွှေ့မှာဒီလို injury ပုံစံမျိုးနဲ့ဆိုရင်တော့အလုတ်ထက်ရှုပ်အောင်မဲ့ရသည့်တစ်ခုကိုအာစနိုသင်းထပ်ပြီးတော့တွားမယ်အဲ့တော့အာစနိုသင်းနဲ့အခုလက်ရှိမှာဒါဘာတာရဲ့ဒါကျွန်တော်တို့စရောက်ကလေးကတောက်ရှောက်လှုပ်ရှုံနေတာအခုချိန်ထိပဲပြောလို့ရမယ်တယ်မှာပါတယ် အမေအန်ဒရီယာဘာတာကအသင်းကိုဆောက်ရောက်ခဲ့တဲ့အခုချိန်ထိတာဝန်အပြည့်အဝကျေတည်တယ်ဆိုတာကိုတော့လုံးဝအာဆုံးပြိတ္တညင်းလို့မရဘူးအခုချိန်မှာဒါကျွန်တော်အာဆနယ်အသင်းဘက်ကလည်းကျွန်တော်တို့ဒါဂျူရီယန်တင်းမရဲ့စာချုပ်ကိုမချခင်မှာတရားဝင်ချင်းပပူတဲ့ချီလီတီကောင်းနေပြီဆိုပြီးတော့ကြီးညာဖို့အတွက်တရားဝင်ချီလီတီကောင်းနေပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်အခုလက်ရှိမှာဒါစာချုပ်အသစ်တွေမှာတော့ဒါကျွန်တော်တိတလောက်ကစာကားရဲ့စာချုပ်တွေကိုမချခင်မှာတရားဝင်ချီညာမယ်စာကားပရီးမီးယားလိမှာဈေးကြီးဆုံးကစားသမားရဲ့တရားဖြစ်လာမှာဖြစ်လို့ဒါအပြင်ကျွန်တော်တို့ဒါ sorry ပါလက်ရှိမှာဒါကျွန်တော်တို့အဲ အာစနိုသင်းရဲ့လာလာစားအများဆုံးသောကစားသမားတစ်ယောက်လည်းဖြစ်လာမယ်လို့သိရတယ်ဒီမှာပါတယ်ပြီးရောလည်းကျွန်တော်စာကာပြီးရင်တော့ဒေးဗစ်ရိုင်ရိုင်ယာကစာချုပ်ကိုလည်းခံလိုက်ပြီးမကြခင်မှာတရဝင်ကျင်ညာဖို့ရှိတယ်တင်းမလည်းလိုပဲစာချုပ်ကဒါကျွန်တော်တို့မကြခင်မှာတရဝင်တယ်ကျွန်တော်ကျင်ညာဖို့ရှိတယ်အဓိကရိုင်ယာကိုနဲ့ရိုင်ယာမဟုတ်တာကျွန်တော်တင်းမကိုစာချုပ်သစ်ချုပ်တာကသူ့ရဲ့လုခလာစာကိုတူပေးဖို့အတွက်ဒါကျွန်တော်စာချုပ်သစ်ချုပ်ခဲ့တယ်လို့သိရတယ်မှာပါတယ်အခုလက်ရှိမှာဒန်ယာရသွားတော့ညာလေဒါကျွန်တော်အိုဒင်ကရဲ့စာချုပ်ကိုအာစနိုသင်းနဲ့စာချုပ်သစ်တူဖို့အတွက်လက်ရှိမှာပြင်ဆင်နေစေဖြစ်တယ်အိုဒင်ကလည်းရှိမှာအာစတေး project တွေမှာဆက်လက်ပြီးပါဝင်နေစေဖြစ်တယ်တို့ကြောင့်မို့လားဒ ံရည်ရနေသောညာလေအသင်းဘက်ကတော့ကစားသမားဘက်ကိုအပြည့်အဝ100%ယုံကြည်မှုရှိနိုင်တဲ့အနေအထားမှာရှိပါတယ်အဲ့တော့ပြောချင်တာအာစနိုအသင်းရဲ့တရင်းတွေကတောက်လျှောက်တဝီဝီတက်နေစေဖြစ်တယ်ဒါပေမဲ့လက်ရှိမှာ breaking news ကတော့ andrea ဟုတ်ဆိုပဲ andrea andrea order တာရပါစကား Martin Odinga ရဲ့လက်ရှိတန်ရာကတော့ထင်တာတက်ပြင်ထန်လာပြီးတော့ MCL ဖြစ်တယ်လို့တရားဝင်တီးပြခဲ့ပါပြီ။ Total 6ပတ်အနားယူရမှာဖြစ်ပြီးတော့ဒါ Odinga အနေနဲ့ Total ဒါကျွန်တော်နိုင်ငံပွဲကိုဒါကျွန်တော်လက်ရှိအာကလပ်ပသင်းပွဲကိုဒါကျွန်တော်အနည်းဆုံး ကိုအေးပေါ့ကိုပွဲလွဲချော်မယ်လို့ကျွန်တော်တို့အနေနဲ့သိရတဲ့ဒီမှာပါပါတယ်ဒီလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုနဲ့ TV4 ကြီးတို့မှာကြည့်ရလို့ဆိုတာပေါအောင်ကြည့်လို့ရပါတယ်များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမမြင်နိုင်မှာဖြစ်ပါတယ်အားလုံးမကျူးဒီမှာကောင်းပွန်တော့ဒီနေ့ဒီနေ့ဖြစ်ပါစေစုပုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှပဲ AACC တွေ့ကြရပေါ့အားလုံးမကျူးဒီမှာများများလေးကလစ်ပြီးကြအောင်ဗျများများကလစ်မှာမမြင်နိုင်မှာဖြစ်ပါတယ်အားလုံးမကျူးဒီမှာကြောက်တော့ကုန်ပြီပေါ့ဒီပါဗျ